ဗုဒ္ဓရဲ့အဆိုအရဒီကဘာမှာဖျားငါးစုပွင့်မယ်လို့မှတ်သားဥပါတယ်။ဒါပေမဲ့တိတ်ပံယနေ့မှတ်တမ်းများရဒီကဘာရဲ့တက်တန်းကတော့နှစ်ပေါင်း4.5ဘီလီယံတက်တန်းရှိပြီလို့သိရပါတယ်။ဒါဆိုရင် ပွင့်တော်မူခဲ့တဲ့ဖျားလေးစုဟာပြီးခဲ့တဲ့နှစ်ပေါင်း4.5ဘီလီယံအတွင်းမှာပွင့်ထွန်းခဲ့တာဖြစ်ပါသလားရှင်ဗျာ။နောက်တစ်ခုကကြတော့နောင်ပွင့်မဲ့မြတ်စွာဘုရားကရောဘယ်တော့လောက်မှပွင့်နိုင်မှာပါလဲ။လက်ရှိဖျားအလောင်းတော်ကရော ဘယ်ပုံမှာရှိနေနိုင်ပါလဲရှင်ဗျာခုခေတ်လူတွေသိပ္ပံစကားတွေပြောတဲ့အတိုင်းအတာတစ်ခုကအလွန်နှဲပါတယ်မှန်ပါဗျာနော်ဒီကဘာကြီးကိုသူတို့ကဟို4.5 billion လို့ပြောတာဟာသူတို့ခံမှန်းပြီးပြောတဲ့စကားများတာဖြစ်တယ်မှန်ပါဗျာ4.5 billion နဲ့ရှေ့ကြတာကိုသူတို့မသိနိုင်ဘူးမှန်ပါဗျာခံမှန်းပြောကြရမယ်ဆိုရင်ဒီကဘာမှာဖျားငါးစုပွင့်နေဆိုဟုတ်တယ်ဒါကြောင့်ဘတ်တာကဘာလို့ခေါ်တယ် ်ပါဗျာ။ဘာကြောင့်ဖခင်ငါ့ပွင့်တယ်လို့ချွတ်တင်ပြီးတော့သိနိုင်တယ်လဲလို့ဆိုလို့ရှိရင်ကဘာဥကာလကဘာကြီးပျက်စီးသွားပြီးတဲ့နောက်မှာကဘာကြီးကပြန်ပြီးတော့ရှေပြင်းကြီးကပြန်ဆားတယ်။မှန်ပါဗျာ။အာဂတာထဲမှာ ရှေပေါက်ကြီးတစ်ခုမိုးရေရွာတဲ့အခါမှာရှေပေါက်ကြီးတစ်ခုတည်းဖြစ်လာတယ်။အဲ့မှာအပေါ်ကျော်ကတဖြည်းဖြည်းတင်းလာတဲ့အခါကျတော့ဒီကွာမြေကြီးဖြစ်လာတယ်ပေါ့။မှန်ပါဗျာ။အပူအေးရာသီဥတုကြောင့်ပြောင်းလဲမှုတွေပေါ့နော်။မှန်ပါဗျာ။ပြောင်းလဲမှုတွေ ဲ့လိုပြောင်းလဲမှုတွေအရေးပြင်းကြီးရှိနေတဲ့အချိန်မှာ ရေရှိရင်ကြာပေါက်တယ်ဆိုတဲ့အတိုင်းပဲကြာဘူးကြီးငါးဘူးပေါ်လာတယ်မှန်ပါဗျာအထိမ့်မှန်နေနဲ့ပေါ်လာတယ်အဲ့ဒီငါးဘူးတဲမှာပရိခရာရှိပါပါတယ်လို့ဆိုတယ်ဒါဘုရားဘာသာကျမ်းစာရနော်အဲ့ဒီပြိခရာတွေကိုမြမကြီးတွေပဲအဲ့ဒီအချိန်မှာရှိသေးတယ်လူသားတွေမပေါ်သေးဘူးမှန်ပါဗျာအဲ့မြမကြီးတွေကယူပြီးတော့သူတို့တိမ့်ထားတယ်မှန်ပါဗျာ အဲ့လိုတင်ထားပြီးတော့ဒီကဘာကြီးဟာဒီပျက်စီးသွားတဲ့အချိန်ကလည်းပဲအချိန်မောမလောက်ကြရဲဆိုတော့ဘသူပဲရေတွက်လို့မရဘူးမှန်ပါဗျာပြန်တီဆောက်နေတဲ့အချိန်ကတီဆောက်ပြည်သည့်ထီအောင်ဘလောက်ကြရဲဆိုတာမရှိဘူးအဲ့ဒါတွေကိုကပ္ပဣယံလို့ခေါ်တယ်ပျက်စီးနေတဲ့အချိန်ပိုင်းကိုတံဝဋ္ဌကပ္ပပျက်စီးပြီးသွားတဲ့အချိန်ကိုတံဝဋ္ဌထာယီဒီလိုခေါ်တယ်ပြန်တီဆောက်နေတဲ့အချိန်ကိုဝိဝတ္တပြန်တီဆောက်လို့ဟို ပြည်စည်းတည်ထောင်ဝိဝတ္တထာကြီးလို့ဒီလိုအတိုင်းတာကြီးအလွန်ကြီးမားတဲ့နှစ်ပေါင်းများစွာကြာတဲ့အတိုင်းတာကြီးတစ်ခုဖြစ်တယ်။မှန်ပါဗျာ။အဲ့ဒီအတိုင်းတာကြီးတွေကိုကျွလွန်ပြီးတဲ့အခါမှာဒီကဘာစာဖြစ်လာတာ။မှန်ပါဗျာ။ဖြစ်လာသည့်အတွက်ကြောင့်နှစ်တန်ပေါင်းများစွာရေတွက်လို့မရတော့အောင်လူကနန်းနဲ့လက်လန်းမမိတော့အောင်ကြာပြီးတော့မှဒီကဘာပေါ်မှာလူရည်ရဲ့တက်တန်ဟာကဘာဥက္ကလမှာလူရည်ရဲ့တက်တန်ဟာ အသက်အသင်ခြေလောက်ထိအောင် ရှည်ခဲ့တယ်။မှန်ပါဗျာ။ countless ပေါ့။ရှည်တွဲလို့မရတော့အောင်။ကိုယ့်ရဲ့ဒိဋ္ဌောဘာကိုမသိနိုင်တော့ရှည်လျရတယ်လို့ပြော။အဲ့ဒီကနေပြီးတဖြည်းဖြည်းလူတွေရဲ့စိတ်နေသဘောထားတွေကြောင့်သက်တမ်းတွေကပြန်ဆုတ်လာတယ်။ပြန်ဆုတ်လာတဲ့အခါမှာ၄000တန်းလောက်ထိအသက် တိုးလာပြီဆိုတော့ဒီဆုတ်တယ်ဆိုတာမနေ့ကတနေ့ကလို့မဟုတ်ဘူးနှစ်ပေါင်းများစွာအကြာကြီးမှန်ပါဗျာဆုတ်လာပြီးတော့မှနှစ်၄000နတ်မှလူတွေရဲ့တက်တန်း၄000နတ်မှကကုတ္တနမြတ်စွာဘုရားပွင့်တယ်မှန်ပါဗျာ၄000ကနေတဖြည်းဖြည်းဘုရားပွင့်ပြီးတဲ့နောက်ရောကြသွားပြီးဂဏိခေလို့ပေါ့လူတွေဟာအသက်တိုးလာတယ်ထိတဲ့တိုးတဲ့ခေမျိုးရောက်အောင်မယ်လို့ဆိုတယ်မှန်ပါဗျာဒါကြောင့်လို့ဆိုရင်လူတွေရဲ့ရှင်နေနှလုံးနဲ့ဆိုးသွမ်းမှုတွေများလာမှန်ပါဗျာများလာတော့လူတွေအတိတဲ့ သိချေပြစေချအောင်ပါမှန်ပါဗျာလူရဲ့တတဟာအလုံးကိုတုံတောင်းတဲ့ခင်မျိုးရောက်လာပြီးတဲ့အခါလူတွေကပြန်ပြီးတော့ဟိုလူတွေရဲ့စိတ်တွေကစိတ်ပြောင်းကုန်တယ်လူတွေအများကြီးသိချေပြစီးသွားတဲ့အခါမှာကျင်နာစိတ်ကလေးတွေပေါ်လာတယ်မှန်ပါဗျာအဲ့ဒီအကျင်နာသနာတဲ့စိတ်ကလေးတွေမေတ္တာစိတ်လေးတွေကြောင့်လူတွေရဲ့အသက်ဟာပြန်ရှည်သွားမှန်ပါဗျာရှည်ပြီးတဲ့အခါခေါနမရေမတွက်နိုင်လောက်အောင် ကြံရောင်တဲ့တက်တန်းကိုရပြီတခါပြန်ပြီးတော့လူတွေရဲ့တက်တန်းပြန်ရော့ကြလာမှန်ပါဗျာအဲ့ဒီပြန်ရော့ကြလာတဲ့ဖရာတဆူနဲ့တဆူချားမှဆိုရင်မြေကြီးကတိယုဇနာကြော်ကြော်လောက်မြင့်တက်သွားတယ်မှန်ပါဗျာတိယုဇနာကြော်ကြော်မြင့်တက်တယ်ဆိုကြတဲ့ကသူကဒီနှစ်နဲ့ပြောတာမဟုတ်တော့မှန်ပါဗျာမြေကြီးကမြင့်တက်တယ်ဆိုတာခဏိခေတ်မှလည်းပဲရှေးဟောင်းပစ္စည်းက do for you ရတာမှန်ပါဗျာမှန်ပါဗျာမှန်ပါအဲ့တော့အဲ့မြေကြီးမြင့်တက်သွားတဲ့အခါနောက်မှာ နောက်ဖရာတဆူပွင့်တာဖရာတဆူတဆူချာဟာအတော်ကိုချာမှန်ပါအဲ့တော့4.5 billion လို့ပြောလို့ပဲရမှာနော်တကဘာလုံးမှန်ပါဖရာတဆူနဲ့တဆူချာကိုပဲနေဝကြီးချာတာပေါ့မှန်ပါဖရာမှန်ပါထီကဘာမြေကြီးကမပြည့်စည်သေးဘူးအဲ့ဒါလို့ပြန်ဆုတ်လာပြီးတဲ့နောက်မှာအနှစ်3သန်းတော့ရောက်တဲ့အခါမှာကောနာကမနာဖရာပွင့်တယ်အဲ့ဒီဟာလေတခါပြန်ပြီးတော့လူတွေရဲ့အကျဉ်းစာရိုက်တာစိတ်နေသဘောထားတွေပြက်ပြားလာတဲ့အခါနောက်ဆုံးမှာ အသက်တန်းနေတို့ပြီးသေးကြီးပြည့်စည်တဲ့အစဉ်ရောက်သွားပြီတခါပြန်တက်သွားမယ်တက်မှာဖြစ်အဲ့လိုတက်လိုက်ဆုတ်လိုက်သက်တန်းဟာဘလောက်ကြာလဲဆိုရင် အကြာကြီးပဲပြောရမှာမှန်ပါဗျာအဲ့ဒီကတ်တစ်ခုတင်မယ်4.5 billion ကကြမှာကောင်းအောင်မှန်ပါဗျာအဲ့ဒါတို့လည်းလက်မမိပါဘူးဒီဟာတော့နော်အဲ့လိုတက်ကတ်ဆုတ်ကတ်ဖြစ်လာတာအခုလဲဂေါရမဘုရားပွင့်တာဟိုလူတွေရဲ့တရားရမ်းမှာပွင့်တာအခုတရားရမ်းနေရတဲ့ပုဂ္ဂိုလ်ကပထမရှားသွားပြီပါ အဖြစ်ဖြစ်လူတွေရဲ့တက်တန်းကရောကြလာပြီ။နောက်အေးကြောင့်ညကြည့်လိုက်လို့ဆိုရင်60 90 50အဲ့လောက်မှအသေးများလာတယ်နောက်ပဲ။ဥယျာဉ်နဲ့ပြောမယ်ဆိုရင်နော်။မှန်ပါဗျာ။လူတွေကသာပြောတာတော့ expectancy မှာတက်တန်းဘလောက်ရှိတယ်သူကတော့တက်တန်းတိုးလာတယ်လို့သာပြောတာ။အမေရိကလူတွေလည်းသိနာအေးကြည့်လိုက်80 90ပဲဒါပဲ။မှန်ပါဗျာမှန်ပါ။ပမာပြပါလဲ80 90ပဲ။မှန်ပါဗျာ။ဘယ်ကမှအရေးအတွက်အပြင်ပိုးရှိတယ်လို့ပေါ်ခြင်းပေါ်မှာပေါ့နော်။သေးတာတော့ဒီသေးနေပြီပဲ။မှန်ပါဗျာမှန်ပါဗျာ။ ဲ့တော့တက်တန်းတဖြည်းဖြည်းနောက်စနစ်တန်းဆိုတာထိအောင်ရောက်သွားပြီးတော့လူတွေဟာလူကမျိုးတုံးတော့အောင်ကိုတေချာကြကြခြေချမှာပေါ့တင်ပါဗျအဲ့ဒီမှာပြန်တက်လာမယ်ပြန်တက်လာပြီးတော့အသက်အသက်တန်းဟာအလုံးကိုကြာရှည်ပြီးတော့ခုနကမြေကြီးကဘာမြေကြီးဟာအထက်ကိုတယူဇနာတယူဇနာဆိုတာ၈မိုင်လို့လည်းပြောတယ်၁၂မိုင်လို့လည်းပြောတယ်ဒါကတော့အယူဆနဲ့နဲ့ကွဲတယ်နော်မှန်ပါ အိန္ဒိယမှာဆိုတဲ့ယူဇနာအတွက်နဲ့ပြန်ပြီးတော့အခုကီလိုမီတာနဲ့ပြန်တွဲရင်တော့အတိအကျရအောင်ရလိမ့်မယ်မှန်ပါဗျာတက်ပြီးတော့ပြန်ဆုတ်လာတဲ့အခါမှာလူတွေရဲ့အသက်၈000တန်းလောက်မှာနောက်ဖျားပွင့်မှာဒီမှာဗျာဒါအစားတွေမှာအလိုပဲဆိုတယ်မှန်ပါနော်နောက်ဖျားပွင့်မှာအဲ့လိုတက်ကကြောက်ကခြားတွေကအကြာကြီးပဲမှန်ပါဗျာတို့တော့ကအဲ့နောက်ဖျားပွင့်ပြီးတဲ့အခါအခုလို့ဆုတ်ပြီးတော့မှဒီကဘာကြီးက မီးလောင်ပျက်စီးတာလည်းဖြစ်မယ်ရေမျောပျက်စီးတာလည်းဖြစ်မယ်အဲ့လိုတစ်ခုတော့ပျက်စီးသွားမှာလေထဲမှာပျက်စီးသွားတာလည်းဖြစ်နိုင်တယ်ပြတ်ထားတော့ပျက်စီးသွားမှာပေါ့နော်နောက်ဖရာကဘယ်တော့လောက်ပွင့်မှလဲလို့ဆိုတဲ့အခါမှာအခုလူတွေအလုံးဟာဆနစ်တန်းရောက်သွားပြီသိမယ်တမဖြစ်အလုံးလူသားမျိုးနဲ့အခုခေတ်ကအဲ့ဒီပဲတာဆူးနေတာစဉ်းစားကြည့်လေဓာတ်နဲ့ခုန်သက်လို့ကတစ်ချိန်တည်းမှာဘယ်နှစ်ယောက်သိတယောက်စားနှစ်ယောက်စားပါ တဏ္ဍနဲ့ပြစ်တတ်ရင်လည်းပဲဟုတ်တယ်မဟုတ်လားအမှန်ပါဗျာတလောတော့ကနေယူစီလိုက်မှဆိုတက်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 နဲ့လိုက်ပြင်းတယ်ဘယ်နှယောက်ဖယ်သေးရောစေကနန်းယာကနန်းပါဗျာစေကနန်းယာကနန်းအနုပြုပုံချလိုက်ရင်တောင်းဝန်းနှန်းလောက်ထိတည်နေတယ်အစွမ်းထက်တဲ့လက်နဲ့တွေသုံးမယ်သုံးရုံနဲ့မကဘူးဒီအစွမ်းထက်တဲ့လက်နဲ့တွေတိုးလောင်ထားတာက unknown cause ကြောင့်ကြောက်သွားမယ်ဆိုရင်ကဘာကြီးက exposition ဖြစ် blown ဆိုပြတ်သွားမှာပဲသိကြတာမှန်ပါဗျာမှန်ပါဗျာ ချက်ချင်းကြီးသေသွားမှာပဲအကောင်တော့မှန်ပါဗျာစွမ်းတက်တဲ့လည်းနဲ့လူသားမျိုးတွေဟာခုနှစ်ရက်အတွင်းမျိုးတုံးသလောက်ဖြစ်သွားမှန်ပါဗျာအဲ့လိုမျိုးတုံးသွားပြီးတဲ့အခါမှာဒီကဒီလိုဖြစ်တာဟုတ်မှန်ပါဗျာအဲ့တော့နှစ်ပေါင်းများစွာကြာပါတယ်မှန်ပါဗျာကိုရင်းနဲ့ပြောလို့မရပါဘူးကိုရောမျက်စောဖျားပွင့်သွားတာတောင်မှကိုနှစ်ပေါင်း2500 2600လောက်ပဲရှိသေးတယ်မှန်ပါဗျာဖျားပွင့်သွားတာဟုတ်တယ်မလားမှန်ပါဗျာ ဘယ်တော့လောက်ပွင့်မလဲဆိုရင်အခုကြကြပြီးရင်လူသားမျိုးတွေတိုးသလောက်ဒုက္ခရောက်ပြီးတဲ့ခါအသက်တွေပြန်ရှည်ဦးမှာရှည်ပြီးအသင်ခြေတန်းရောက်မှန်ပါဗျာအသင်ခြေတန်းရောက်ပြီးတဲ့ခါမှာပြန်ပြီးအသက်ဆုပ်လာတဲ့ခါမှာ၈000တောင်းရောက်လာအဲ့ဒီကြမှာပွင့်မှန်ပါဗျာလူတွေရဲ့သက်တမ်း၈000တန်းထီအောင်သက်ရှည်လာအဲ့ဒီအချိန်မှာပွင့်မှန်ပါဗျာဖះဟာတက်ကတ်ကိုမပွင့်ဘူးတဲ့တက်တဲ့အချိန်ပိုင်းကိုမပွင့်ဘူးလူတွေရဲ့သက်တမ်းဆုပ်တဲ့အချိန်ပိုင်းမှာပွင့်တယ် တက်တဲ့အချိန်တွေကိုလူတွေကတရားသဘောပေါက်မှာမဟုတ်ဘူးမှန်ပါဗျာဆုတ်လာတဲ့အချိန်ပိုင်းမှာဒုက္ခဒုက္ခနဲ့ကြုံတဲ့အခါမှာတရားဟောလို့ရမှာဖြစ်တယ်မှန်ပါဗျာဒါကြောင့်မို့7000နဲ့တသိန်းအထက်ကြာလို့ရှင်လေဖျားပွင့်လို့မရဘူးမပွင့်ဘူးတရားအောက်ကြာရင်လည်းမပွင့်ဘူးမှန်ပါဗျာတရားအောက်ဘလုံးမပွင့်တာလို့ဆိုလူတွေကခေါင်းမာသွားပြီပြောလို့နားမထောင်တော့ခဏခေတ်လူတွေတော့ဘလောက်ခေါင်းမာကုန်စင်လာကြည့်ပေါ့နော်မှန်ပါဗျာ လောဘဒေါသမောဟတွေကြီးလာတဲ့အခါကျလူတွေခေါင်းမသွားပြောလို့နားမဝင်တော့မှန်ပါဗျာအဲ့ဒါကြောင့်မပွင့်ဘူးလို့အဲ့တော့နောက်ဖျားပွင့်တာခုနတက်ကတာပြီးပြန်ဆုတ်လာတဲ့လူသက်တမ်းနှစ်ရှစ်တောင်းမှပြောမယ်လို့ဘီဒီယံနဲ့တွေ့ပြလို့လည်းမရဘူးတခါတော့နော်ဘာလို့ဆိုတက်တာကြတာမြန်တာလည်းရှိမယ်နှေးတာလည်းရှိမယ်သူကပြောလို့မရဘူးနော်တက်ပါ လက်ရှိဘုရားအလောင်းတော်ကတော့ဘယ်ဘုံမှာရှိနေနိုင်တယ်လဲဆိုရင်တော့ဘုရားအလောင်းတွေကတော့တုတ်တိတာဘုံမှာပဲရှိကြတယ်။နတ်ပြည်ခြောက်ထက်တဲ့တုတိတာဆိုတာအများရန်ကျင့်နဲ့နေတဲ့စိတ်ချမ်းသာကိုချမ်းသာရှိတဲ့ဘုံမျိုးပေါ့နော်။မှန်ပါဗျာ။ကျင့်နဲ့နေတာအလွန်ကောင်းတယ်။အခုလူတွေကမကြည်မနှတ်တရားအများကြီးဖြစ်နေတယ်ခွာ။မှန်ပါဗျာမှန်ပါ။ပတ်စံချမ်းသာတဲ့လူကလည်းမကြည်နဲ့ဘူး။မှန်ပါဗျာ။ယာရုရှိတဲ့လူကလည်းမကြည်နဲ့ဘူး။ယာရုမဲ့တဲ့လူကလည်းအလုံးကမကြည်နဲ့မှုတွေများနေကြတယ်။မှန်ပါဗျာ။ ချေနှက်ပြီဆိုရင်လူတွေကဒုက္ခပေးမှာမဟုတ်တော့ဘူးလေမှန်ပါဗျာနောက်တစ်ခု